ိုင်းဒေးလီကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရွှေလုံငန်းဖွံ့ဖြိုးတိုးတက်ရေးကောင်စဉ်ဖြင့်အလုံယုံစုနေပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရွှေလုံငန်းရှင်များအသင်းချုပ်မှဦးစီးပြီးမြန်မာနိုင်ငံအတွင်းရွှေလုံငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်အလုံယုံဆွေးနွေးပွဲကိုတော့ ဒီကနေ့ဂျွန်လ29ရက်နနက်9နာရီမှညနေ4နာရီအထိ UMFCCI Office Tower ပထမတဲမင်္ဂလာခမ်းမမှာကျင်းပပြုလုပ်ခဲ့ရာပြည်နယ်နယ်တိုင်းဒေသကြီးအသီးသီးမှာဥက္ကဋ္ဌအတွင်ရေးမှုဘိုးအလုံးမှုဆောင်များအလုံးမှုဆောင်များ ပါဝင်သောရွှေလုံငန်းရှင်များရွှေဆိုင်ပိုင်ရှင်များအသင်းဝင်များ တက်ရောက်ခဲ့ကြပါသည် အဆိုပါအလုံယုံဆွေးနွေးပွဲမှာတော့ရွှေတုံးရွှေခဲများကို တရားမဝင်ရောင်းချနေခြင်းမှာတရားဝင်ရောင်းချခြင်းလမ်းကြောင်းရအောင်အကြံပြုဆွေးနွေးခြင်းလဝိယရနာရွှေဆိုင်များ ရောင်းဝယ်စီမံထားရှိပုံနဲ့အမျိုးအစားအလိုက်ခွဲခြားပြီးအယောဒွတ်လက်ခဘလို့သတ်မှတ်တင်တယ်ဆွေးနွေးခြင်း မိမိတို့ရဲ့ page မှာသက်မှတ်ရွှေရည်ညွန်စီအတိုင်းကြင်ညာပြီးရောင်းဝယ်ခြင်းကို အကြံပြုတင်ပြအဆွေးနွေးခြင်း online ကြင်ညာရောင်းချခြင်းနဲ့ပတ်သက်ပြီး online မှာပုံတင်ခွင့်ကို စီးပွားရေးနဲ့ကုသရောင်းဝယ်ရေးဝန်ကြီးဌာနသို့လျှောက်ထားသွားရမည်ဖြစ်ပြီးကစားမဲများပရိုမိုးရှင်းများဆောင်ရွက်ခြင်းမပြုရသည့်အပေါ်အကြံပြုဆွေးနွေးခြင်း အဆိုပါမေကွန်လေးကူကိုအဓိကထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်ဒီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ရွှေလုံငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုံယုံဆွေးနွေးပွဲမှာတော့ UMSCCI မှထွေထွေတွင်ရေးမှူးချုပ်ဒေါ်ခန့်ခိုင်နွဲကအဖွင့်အမာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံရွှေလုံငန်းရှင်များအတင်းကျုံဥက္ကဋ္ဌဥကျော်ဝင်းကမိတ်ဆက်အမစကားပြောကြားခဲ့ကာအခမ်းအနားစီစဉ်၉ရက်နဲ့အညီအခမ်းအနားကိုကျင်းပခဲ့ပြီးညနေ၄နာရီမှာတော့အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။ဆိုပါခန်းနာကို UMSCCI မှာထွေထွေအတွင်းရေးမှူးချုပ်ဒေါ်ခန့်ခိုင်နှွဲနဲ့တာဝန်ရှိသူများမြန်မာနိုင်ငံရွှေလုံငန်းရှင်များအတင်းကျုံမှာဥက္ကဋ္ဌနဲ့တာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းမှဥက္ကဋ္ဌနှင့်တာဝန်ရှိသူများရွှေဆိုင်ပန်ရှင်များရွှေလုံငန်းရှင်များ ဖိတ်ကြားထားသောဧည့်သည်တို့များတက်ရောက်ခဲ့တယ်လို့သိရပါဗျ။